မဲမင်္ဂလာပါဒီကျမ်းမာရေးဒုက္ခသည်ဆိုင်ရာကျမ်းမာရေးအာမခံနဲ့ပတ်သက်ပြီးတော့သင်တို့သိထားပြီးလားဒီလိုမျိုးဒုက္ခသည်ဆိုင်ရာကျမ်းမာရေးအာမခံဝယ်ပြီးတော့သင်တို့မိသားစုအတွက်ကာကွယ်ဖို့ယူထားပြီးလား စီကျမရေးအမခံနဲ့ပတ်သက်ပြီးတော့ကျမပြောတဲ့အခါမှာအများစုကဘာပြန်ပြောလဲဆိုတော့သူတို့အတွက်အရန်ဈေးကြည့်တယ်ပေါ့နော်ဒီຢာကသူတို့မပေးနိုင်ဘူးမတက်နိုင်ဘူးလို့ပြောကြတယ်ဒါပေမဲ့အခုဒီလက်ရှိပေါ့နော်မလေးရှားမှာနေထိုင်တဲ့မလေးရှားနိုင်ငံသားတွေပင်လည်းကျမရေးအမခံအတွက်ပေါ့နော်တစ်နှစ်မှာသူတို့ကမလေးငွေ1000ကနေပြီး3000ကနေပြီးတော့ဟို1000ကနေအချိန်ရှိတဲ့အချိန်ပေါ့နော် ဒီ ringgit အများကြီးနဲ့ဝယ်ပြီးတော့ကျန်းမာရေးအာမခံဝယ်ပြီးသူတို့မိသားစုတွေအတွက်ကာကွယ်ထားကြတာဖြစ်ပါတယ်။ ဆိုတော့ဒီလိုမျိုးကျမရဲ့အာမခံနဲ့ပတ်သက်ပြီးတော့သူတို့အနေနဲ့အာဈေးကြီးတယ်လို့ဒုက္ခတဲ့တဲ့အနေနဲ့ပေါ့နော်ဈေးကြီးတယ်လို့တွေးတဲ့အရာကိုကျမနားလဲပါတယ်။ဒါပေမဲ့လည်းတစ်ဖက်မှာကျမတို့ပြန်ကြည့်မယ်ဆိုလို့ရှိရင်အာဒုက္ခတဲ့တယောက်အနေနဲ့ခုလက်ခုလက်ရှိမှာဈေးုံတက်ရပြီဆိုလို့ရှိရင်မလေးရင်းကိ9000ပေးရတာဖြစ်ပါတယ်အနည်းဆုံး။အဲ့လိုပေးရတဲ့အပေါ်မှာတဲ့အနေနဲ့ဒီလိုမျိုးများပြားတဲ့ကိုယ့်ရဲ့စုဆောင်းထားတဲ့ငွေတွေကိုအကုန်ကြမခံဘဲနဲ့ ဒီကျမရဲ့အမခံကိုဝယ်ခြင်းအပြင်တင်းရဲ့ကုန်ကြစည်းကိုရှော့ချနိုင်မှာဖြစ်ပါတယ်။အဲ့ဒါကြောင့်လက်ရှိမှာတော့ဒီဒုက္ခတွေတွေအနေနဲ့ရောင်းပေးတဲ့ဒီကျမရဲ့အမခံကတစ်နှစ်မှာ၁၀၀တစ်နှစ်လုံးမှာ183ကျန်းနဲ့ပြား60ပဲကျမှာဖြစ်ပါတယ်။အဲ့ဒီဟာကိုကျမတို့တရက်နှုံနဲ့ပြန်တွက်လိုက်မယ်ဆိုလို့ရှိရင်တရက်မှာမှပြား90ပဲကုန်ကြမှာဖြစ်ပါတယ်။အဲ့ဒီအတွက်ကြောင့်ကျမကတော့တင်းတို့အနေနဲ့တင်းမိသားစုအတွက်ကောတင်းတို့အတွက်ကောကျမရဲ့အမခံကိုဝယ်ဖို့အတွက်တိုက်တွန်းပါ တော့ခုနကကျမပြောခဲ့သလိုပဲဒုက္ခတွေအနေနဲ့သူတို့အနေနဲ့ဆေးရုံတစ်ခုကိုကျမရဲ့အခြေအနေတစ်ခုခုကြောင့်တက်ရပြီဆိုလို့ရှိရင်အနည်းဆုံးမလေးရင်းကင်9000ကနေစပြီးပေးရတယ်။အဲ့လိုပေးရတဲ့အခါမှာတစ်မှာကျမရဲ့အာမခံမဝယ်ထားတဲ့အခါမှာပတ်စံလေးငွေချေကုန်ကြအများကြီးကုန်မှာဖြစ်ပါတယ်။ဒါပေမဲ့တင်ကအာပစံဒီပေါ့နော်ကျမရဲ့အတ္တအမခံကိုဝယ်ထားလိုက်တဲ့အခါမျိုးမှာ တဲ့အနေနဲ့ဘာတွေအကျိုးမြတ်ရှိလာမလဲဆိုတော့တင်ဝယ်ထားတဲ့ဒီ၁၂လအတွင်းမှာဆေးရုံတက်ရတဲ့အခြေအနေမျိုးတွေရှိလာတဲ့အခါတခြားတခြားသောအခြေအနေမျိုးတွေရှိလာတဲ့အခါမှာဒီကျမရဲ့အတ္တအမခံ ရဲ့ဒီသူ့ရဲ့ policy ထဲမှာရှိတယ်ဆိုလို့ရှိရင်ကုမ္ပဏီကနေပြီးတော့တင်းတို့အတွက်ကုန်ကြမဲ့ဈေးရုံဈေးတွေကိုပေးစီသွားမှာဖြစ်ပါတယ်အဲ့လိုလုပ်လိုက်ခြင်းအပြင်တင်းအနေနဲ့တင်းစုဆောင်းထားတဲ့နှစ်ရှည်လာများစုဆောင်းထားတဲ့ပတ်စံတွေလည်းမကုန်တော့သလိုတင်းရဲ့အပေါင်းတင်းတွေတော့လကောင်တခြားသောတငယ်ချင်းတွေစီကနေငွေကြေးတောင်းခံခြင်းငွေကြေးချင်းငါချင်းတွေလုပ်ဆရာမလိုတော့မှာဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်ကျမတို့ရေတူကိုပဲမကြည့်ပဲနဲ့ရေရှည်မှာပတ်စံပို့ကုန်ကြမဲ့ အာနီလန်းကနေအာလွတ်မြောက်နိုင်ဖို့ရန်အတွက်ကိုယ်အနေနဲ့ဒီကျမရဲ့အာမခံကိုဝယ်ခြင်းအဖြစ်ကိုယ့်ရဲ့ဒီမိသားစုနဲ့တခြားသောသူတွေကိုကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။အလားအချင်းတွေမှာဆေးကုဆေးကုသမှုပုံချစေတီတအားမြင့်မလာတဲ့အတွက်ကြောင့်ကျမအနေနဲ့တော့အာကိုယ်နဲ့ကိုယ့်မိသားစုကိုအချိန်မြေးဘလို့အချိန်နေဖြစ်သွားမလဲကျမရဲ့အချိန်နေတွေရှိတဲ့အတွက်ကြောင့်ဒီကျမရဲ့အတ္တအာမခံကိုဝယ်ထားလိုက်ပါတယ်။သင်ကိုယ်တိုင်ရောကျမရဲ့အာမခံကိုဝယ်ထားပြီးပြီလား။